ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ Syrian Success Committee ကြေညာချက်အမှတ်1မြင်းဆောင်2025 1386ခုနှစ်တပေါင်းလာဆန်း10ရက်2025ခုနှစ်မလ10ရက်အပိုက်တ2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တွင်အကြံပတ်စစ်ကောင်စီသည် အများပြည်သူ၏ဆန္ဒကိုလစ်လျူရှုကာနိုင်ငံတော်၏အာဏာကိုလက်နက်အားကိုဖြင့်အာရမသိမ်းယူခဲ့ခြင်းကြောင့်ပြည်သူတရလုံးကຫນွေဥတော်လိုင်းကြီးကိုစတင်ဆွေးနွေးခဲ့ကြပါသည် ထိုချိန်မှစ၍နိုင်ငံဝန်ထမ်း CDM များသည်ຫນွေဥတော်လင်ရေးကြီး၏အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သည့်အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင်အရှိန်အဟုန်ဖြင့်ပါဝင်ခဲ့ကြသည်မှာယခုအခါလေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်အပိုင်းနှင့်နိုင်ငံဝန်ထမ်း CDM များသည်အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင်မိမိတို့၏ယာတုအဆောင်အယောင်နှင့်ရပိုင်ခွင့်များကိုစွန့်လွတ်ခဲ့ကြသည်သာမကမိမိကိုယ်တိုင်နှင့်မိသားစု၏လုံခြုံရေး၊ကျန်းမာရေး၊စားဝတ်နေရေးအစရှိသည့်တို့တွင် ထိခိုက်နစ်နာမှုများအပြင်းထန်ကြုံတွေ့ခဲ့ရပြီးအထွေထွေအခက်ခဲများမှယနေ့အချိန်ထိဆက်လက်ကြကြန့်ခံတော်လှန်နေဆဲဖြစ်ပါသည်အပိုက်၃ထို့အပြင်ဒေသသီးသီးရှိတော်လှန်ရေးအဖွဲ့အစည်းများတိုင်းရင်းသားအဖွဲ့အစည်းများပြည်သူများနှင့်လက်တွဲ၍တော်လှန်ရေး၏အရေးပါသောအခမ်းကဏ္ဍဖြစ်သည့်လက်နက်ကင်ကဏ္ဍနှင့်ပြည်သူဝန်ဆောင်မှုဖြစ်သည့်ဂျားကာလာပြည်သူအုပ်ချုပ်ရေးကဏ္ဍလူသားချင်းစာနာထောက်ထားရေးကဏ္ဍအစရှိသည့်တို့တွင်လည်းနိုင်ငံဝန်ထမ်းစီဒီအမ်များကပါဝင်ကာကိုယ်စွမ်းညံစွမ်းရှိသည်များ စွန်းစွန်းတမန်ကျူပန်းဆောင်ရွက်လျက်ရှိပါသည် အပိုက်လေးထို့သို့ထင်းချုံနေမည်များရှိအုပ်ချုပ်ရေးရန်ညားတွင်ပါဝင်ဆောင်ရွက်လျက်ရှိသောနိုင်ငံဝန်ထမ်း CDM များအပေါ်အကြမ်းမတ်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအပါအဝင်ဤမျိုးစုံဖြင့်ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခံရမှုများကြောင့်အဆိုပါနိုင်ငံဝန်ထမ်း CDM များ၏အသက်အန္တရာယ်နှင့်ဘေးကင်းလုံခြုံရေးဆိုင်ရာအာမခံနိုင်မှုမှာလွန်စွာစိုးရိမ်ပွေရာရှိနေသည့်အတွက် CDN နိုင်ငံဝန်ထမ်းတူတရက်လုံးကများစွာဝန်ထမ်းထိတ်လန့်တုံလုပ်ကြရပါသည်။အပိုင်ငါ ထို့ကြောင့်ဆက်အနာရှင်တော်လန်ရေးဤအခန်းကဏ္ဍအသီးသီးတွင်တာဝန်ထမ်းဆောင်နေသောနိုင်ငံဝန်ထမ်းစီဒီအမ်များဤစိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် အာမခံချက်ရှိစေရန်၎င်းမတရားဆက်ဆွဲခံဖမ်းဆီးခံတပ်ဖြတ်ခံခဲ့ရသောစီဒီအမ်များအတွက်တရားမျှတမှုနှင့်အမှန်တရားပေါ်ပေါက်စေရန်အတွက်၎င်းပြစ်မှုကျူးလွန်သူများကပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေသည့်အလေးအထားကိုအပြည့်တိုင်ခြုံငိမ့်စေရန်အတွက်၎င်းတရားမျှတမှုပြန်လည်ဆောင်ကြဉ်ပေးနိုင်ရန်သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအားအလေးအနက်တိုက်တွန်းအပ်ပါသည်။အပိုင်း ဆက်ဟနာရှင်ကိုတော်လန်နေကြသည့်သက်ဆိုင်ရာတော်လန်ရင်အင်အားစုများကတော်လန်ရင်တတိတော်လန်ရင်အတိကိုလက်မလွတ်စေဘဲမိမိတို့စုမှုအုပ်ချုပ်နိုင်သောနေရာဒေသများတွင်တရားရေးမှန်နိုင်အုပ်ချုပ်ရေးမှန်နိုင်နှင့်ဥပဒေပြုရေးမှန်နိုင်တို့ကိုခိုင်မာအားကောင်းစေပြီးပြည်သူလူထုကိုရင်ဝဲသားကဲ့သို့ကာကွယ်ဆောက်ရှောက်ပေးနိုင်ရေးအတွက်အထူးကြိုးပမ်းဆောင်ရွက်ပေးပါရန်လေးလေးနက်နက်တိုက်တွန်းအပ်ပါသည်အပိုက်ခွနဲ့နိုင်ငံဝန်ထမ်း CDM များအနေဖြင့် အကြမ်းမတ်စစ်တပ်၏မတရားအာဏာသိမ်းသည့်အချိန်မှစ၍လင်းနစ်တာကာလအတွင်းတော်လန်ရေးအတွက်အသက်ခံတာပိဆက်ခဲ့ရသည့် CDN သူရဲကောင်းများအားတံပိုးထဥညွတ်အလေးပြုပါကြောင်းနှင့်ပြည်သူလူထုတရက်လုံးလိုလားတောင်းတလျက်ရှိသည့်စစ်အာဏာရှင်စနစ်နှင့်စစ်အာဏာရှင်စနစ်မှန်သမျှအမြန်ဆုံးအပြစ်တိုင်ချုပ်ငြိမ်း၍စစ်မှန်သော Federal Democracy ပြည်ထောင်စုကြီးပေါ်ထွန်းလာသည့်အထိတိုင်းဒေသပြည်သူတရက်လုံးနှင့်လက်တွဲ၍ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကတိသက်စာပြုပါသည် CDN Success Committee Thank you.